ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အောက်တိုဘာလ7ရက်နော်7ရက်နေ့မှာဆိုလို့ရှိရင်တော့တည်င်းကောင်းတွေအများကြီးပါတယ်အဲ့ဒီကမပြောခင်မှာပထမဆုံးကျွန်တော်ပြောချင်တဲ့တည်င်းကတော့ဒီစက္ကဆမှာနော်ရှေ့ကမှာဒီဆုံးတဲ့အရာရှိတွေစစ်တီတွေစသည်ဖြင့်ဒီလူတွေရဲ့မိသားစုဝင်တွေကိုရန်ကုန်မှာလေးတောင်ကန်စေမုန်ထန်ဟောင်းအင်ယာတဲ့အခန်းတွေကိုမေးဖောက်ပေးတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဆိုတော့အစ်ပြရတော့ဒီမုဆိုမာတွေအင်ယာမရှိတဲ့လူတွေကိုနေပြီးတော့အဲ့ဒီမှာ စေမထဟောင်းအင်ယာတဲ့ဆိုပြီးမှအခန်းတွေကိုမေးဖောက်တော့ပေးလိုက်တယ်ပြီးတော့မေးပောက်တဲ့လူတွေကရမယ်မေးမပောက်တဲ့လူတွေကမရဘူးဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့မေးမပောက်တဲ့လူတွေကတော့ကိုယ့်ဟာကိုဖြေရှင်းရပါတော့ကိုယ့်ဟာကိုမင်းနေရာမှာပဲနေနေသူတို့ကဂယူမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒါလည်းကောင်းတာပဲเนาะအဲ့ဒီမှာစစ်သားတွေเนาะသူတို့တကယ်အသက်ကိုဆုံးပြီးတော့เนาะသူတို့ထမ်းဆောင်ခဲ့ပေမဲ့တကယ်လူရမသွင်းနေဆိုတော့เนาะခံစားချက်တွေကိုသူတို့ပြီးမှသားလေเนาะ ဒီတိုက်ပွဲတွေမှာဆိုလို့ရှိရင်တော်လန်ရဲတွေမှာမင်းများဆိုင် on online မှာဖြစ်တယ်ဆိုတော့ဆက်ကဆက်ကအဲ့လိုမျိုးလုတ်လေလေနော်ကောင်းလေလေဆိုတဲ့သဘောကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အင်ရတွေကိုမေးဖောက်တယ်မေးဖောက်တယ်ဆိုကြတဲ့အနေနဲ့အလုံးလောက်မရှိဘူးနော်အလေးလောက်မရှိတဲ့ခါကျတော့တချို့ကရမယ်မရတဲ့လူတွေကကျတော့ပြန်မသွားထားမလဲနော်အဲ့လိုမျိုးတော့ကျွန်တော်တို့တင်းတင်းမှာတွေ့ရတယ်နောက်တစ်ခုက AA ကဒီ RSA နော် RSA အာစာဖွဲ့တွေနဲ့ဟိုးမှာဘင်္ဂလားဒေ့ရှ်နေဆက်မှာဆိုလို့ရှိရင်ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်ပြီးလို့ရှိရင်တော့ နတ်ဒီမခွေးမှာပကိုးမှာ AMD မှာเนาะခွေးမှာဆိုလို့ရှိရင်တော့အခုနတ်ရေကန်တော်တော်ကိုခေစားနေတယ်နတ်ရေကန်စခန်းကိုနေပြီးတော့တင်တိုက်ပွဲဟာဆိုလို့ရှိရင်လည်းတော်တော်ကိုအဲ့ဒီမှာပြပြထထန်သူတို့တိုက်ခိုက်နေတယ်ပြီးလို့ရှိရင်တော့ဒီပကိုးတိုင်းเนาะပကိုးတိုင်းမှာဆိုလို့ရှိရင်လည်းဒီညုံချိုးဘျူဟာကုန်းပေါ့เนาะတိုက်ပွဲတွေပြင်းထန်နေတယ်ပြီးလို့ရှိရင် AMD AMD မှာဆိုလို့ရှိရင်လည်းလေးမျက်နာတို့ဘာလို့ပေါ့เนาะအဲ့ဒီမှာထုစစ်တွေချီချစ်ဆဲနေတယ်เนาะတိုက်ပွဲပေါင်းမြခိုင်ပြည်နယ်မှာဆိုလို့ချင်တဲ့ချက်ရှိတဲ့အခုကြောက်ဖြူလို့စစ်တွေလို့စသဖြင့်ဒီနေရာတွေမှာတိုက်ပွဲတွေဖြစ်နေတယ် ဆိုတော့ဒီမကွေးတိုင်း ARD တိုင်းပဲခူးတိုင်းအခုဟိုဘက်မှာအာဆာနဲ့လည်းတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ဒီစစ်မျက်နှာပြင်တွေကိုအများကြီးဖွင့်ထားတဲ့ခါကျတော့အခု AA ကနေပြီးတော့တတိထုတ်ပြန်ချက်တခုကိုထုတ်ပြန်တယ်အဲ့ဒါလေးတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လို့ဆိုတော့ပြည်သူလူထုတွေစည်ရဲတွေဟာဆိုလို့ရှိရင်တော်တော်ကိုနော်တိုက်ပွဲတွေဒီစကားစကားထုတ်စစ်စင်ဖို့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်စည်ရဲတတိတွေနော်လူတိုင်း ရှေ့ကြောက်ဖို့ဆိုပြီးမှထုတ်ပြန်လိုက်တယ်ဆိုတော့ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာတည်င်းတစ်ခု hop ဖြစ်နေတဲ့တည်င်းတစ်ခုကပါလဲဆိုလို့ရှိရင်နဲ့ရေကန်နာနဲ့ရေကန်ဒီဟာကုန်းကိုတင်လို့ရပြီမရဘူးဆက်ပြီးဖြင့်နောက်တည်င်းတွေကဝဝဝဝနဲ့တည်င်းတွေထွက်ပေါ်လာတာကိုအများကြီးတွေ့ရတယ်ကျွန်တော်တချို့ကတင်လို့ရပြီတချို့ကတင်လို့မရသေးဘူးဒါပေမဲ့လုံမှုကုန်ရမှာတော့တင်လို့ရပြီဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီနဲ့ရေကန်ရောက်ကိုကြတော့နော်ဒီလိုမျိုးကိုရပေါ်မှာတကယ် social media influencer တွေကတော့ပေါ်ပြနေပြီပြီးလို့ရှိတော့တည်င်းတစ်ခုမှလည်းကျွန်တော်တို့တွေ့ရပြီဆိုတော့အဲ့ဒီတည်င်း ကတော့ဒီစကဆာရဲ့တကက်လေ600ရကာကွေနဲ့เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီကာကင်းတွေအများကြီးရှိတယ်เนาะအဲ့ဒီကာကင်းတွေဆိုလို့ရှိရင်ကြာကုန်ပြီအဲ့ဒီမှာဆိုလို့ရှိရင်အတိကဒီ fighter gun เนาะ fighter gun ဆိုလို့ရှိရင်တော့အဲ့ဒီမှာ sniper တွေရှိတယ်ဒုံးတပ်တွေရှိတယ်ပြီးလို့ရှိရင်တော့တကက်လေယံပြန်တဲ့အမြောက်နဲ့တကက်လက်နက်ကြီးတွေကို နော်ဆင်ထားတဲ့ကာကင်းတစ်ခုဖြစ်တယ်အခုနောက်ရက်ကပြဟာကိုကာရတဲ့ဟာအဲ့ဒီဟာလေးကျသွားပြီနော်အဲ့ဒီမှာနောက်တစ်ခုကဒီကဘာလုံးစခန်းဆိုတာရှိတယ်အဲ့ဒီမှာနောက်ပြီးတော့ညှိုစင်ကုန်းဆိုတာရှိတယ်အဲ့ဒီနေရာတွေမှာတကယ်ဒီနောက်ရက်ကပြဟာကိုနေရာထောင်နေချီတော့သူတို့1500လောက်ကာကွယ်ထားတာဖြစ်တယ်เนาะအဲ့ဒါကိုနေပြီးတော့တစ်ခုတစ်ခုချိုးပေါက်တယ်เนาะကိုယ်ဖိုင်တာကုန်းတော့ပါလို့ဆိုလို့ရှိရင်တော့ဒီနိုင်ရက်စခန်းနဲ့ပုံမှန်ပဲပွားတယ်เนาะအဲ့ဒီမှာသူတို့တင်ပိုက်လိုက်ပြီအဲ့ဒီဟာတင်ပိုက်ဖို့ပွားတဲ့အချိန်မှာအဲ့ဒီမှာအင်အား100လောက်ရှိတယ်လို့ကခုနကထွက်ပြေးသွားတာ နော်အဒီကနေ့တော့ကုန်းထားခဲ့တယ်ထားခဲ့ပြီးမှထွက်ထွက်ပြေးတယ်ဆိုတော့အေးကတော်တော်ကိုလက်နဲ့ကိုပိန်လို့ရရှိတယ်ဆိုတော့ခိုးအဲ့ဒီငတ်ရေကန်မြို့ဟာကုန်းကနော်အသိပိုက်ခါရပြီအဲ့ဒီမှာသူတို့လင်းပြန်ကနေပြီးတော့ဒီစစ်ကိုတွေချတယ်ပြီးလို့ရှိရင်တော့လက်နဲ့တွေချတယ်အဲ့ဒါကိုနေပြီးတော့အေးဖက်ကအေးနဲ့ပူပေါင်းဖွေးတွေကတော့တချို့ကိုသူတို့သိစေရမိနေဆိုတော့ဒီဗီဒီယိုမှတ်တမ်းတွေလည်းကျွန်တော်တို့တွေ့ရနိုင်မယ်လူမှုကွန်ရက်ပေါ်မှာဆိုတော့ခုနေ့ရေကန်ပြူဟာတော့ကြာပြီဆိုတဲ့ဟာကိုတတိယခုကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ်အများစုကတော့ကျွန်တော်တို့ social influencer တွေကတော့နော်ထုတ်ပြန်ထားတာတွေ့ရပြီဒါပေမဲ့တင်းတွေကြီးတွေမှာကျတော့ကျွန်တော်တို့သိမတွေ့ရသေးဘူးဒါပေမဲ့အခုတင်းတစ်ခုမှဒီ ARD ကနေပြီးတော့ဖော်ပြထားတဲ့တင်းတစ်ခုရှိတယ်နော်အဲ့ဒီမှာနော်သူတို့ဖော်ပြလိုက်ပြီဆိုတော့အဲ့ဒီတင်းကိုခဏလေးကြည့်ကြရအောင်မကွေးတိုင်းငဖဲမြို့နယ် brand တက်တွေကစစ်ကော်မရှင်ရဲ့နေကန် view ဟာပေမစခန်းကြီးကိုအရခတက်တော် A နဲ့ပူပေါင်းတက်တွေအပီးသက်တင်းပိုင်းလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်အော်တိုဘားလဆယ်နေညပိုင်းကလေးကစခန်းအတွင်းကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြပြီ လေကြောင်းပစ်ကူတွေကြားကစကန်းကိုအေအေကတင်းယူလိုက်တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။နောက်တစ်ခုကနေပြီးတော့နော်နေပြီးတော့အဲ့ဒီတိုက်ကုံမြို့နယ်မှာရှိတဲ့ဒီစကားဆက်တွေတော်လာလို့ရှားတဲ့အဲ့ဒီမှာယန္တနာမြေရွာအနီးမှာဆိုလို့ရှိရင်ဒီဘက်ကတော်လိုင်းရဖွေတွေကမိုက်ဆွေပြတိုက်ခိုက်တယ်။နော်အဲ့ဒီမှာ၄ရောက်မတာပေါ်သွားတယ်။ဆိုတော့ဒီဒေတာကတော့၄ရောက်ပဲနော်၄ရောက်ပဲဒါပေမဲ့ဘာဖြစ်လို့ဒီသတင်းကတော့ကိုနော်ဒီသတင်းရှေ့တန်းရောက်နေတာလေဆိုလို့ရှိရင်နော်အဲ့ဒီနေပြီးတော့ကတကယ်နော်လုံချုံရဲ့အထူးခြားထားတဲ့နေရာတွေဖြစ်တဲ့ခါကျတော့နော်အဲ့ဒီနေရာတွေမှာ တစ်ခုခုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့တည်င်းကြီးတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့လိုက်ရလိမ့်မယ်ဆိုတော့အခုကနေပြီးတော့အဒီတက်ကုံမျိုးနေမှာရှိတဲ့เนาะအဲ့ဒီမှာယတနာမြေရွာနေမှာပေါ့เนาะအဲ့ဒီမှာသူတို့ မိုင်းဆွဲခံရရတာเนาะ၄ရောက်မသားပေါ်တော့တယ်အဲ့ဒီဗီဒီယိုဖိုင်လေးတော်တော်ကိုခေစားနေတယ်နော်ခေစားနေတယ်ဆိုတော့အဲ့ဒါကနေပြီးတော့ကိုတော်မဝင်ပြီးတော့ချင်းချောက်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီမေးစင်းမှားတာမှားတာကိုသူကအရင်ဆုံးဖော်တာလေဆိုလို့ရှိရင်ဘူလက်လရွှေနော်ဘူလက်လရွှေကဒီတကယ့်မှားတဲ့အဲ့ဒီနေပြီးတော့မှစင်းမှားတာအဲ့ဒီစင်းမှားတာတော်မှနော်ဟောင်းပဲဖြစ်တယ်နော်အသေးမဟုတ်ဘူးဟိုအဲ့ဒီလက်ထက်ကကောက်တဲ့စင်းဟောင်းပဲဖြစ်တယ်အသေးမဟုတ်ဘူးလို့နော်တကယ့်ဖော်ပြထားတာဖြစ်တယ်နော်ဆိုတော့သူ့ကိုလည်း ဖော်ယူပြီးတော့တတိပေးတဲ့အဆင့်အထိတောင်မှရောက်သွားပြီ။နောက်ရောက်သွားပြီ။ဆိုတော့အခုကတော့ကျန်းခံရေးဖက်ကလည်းသူတို့ထုတ်ပြန်တယ်။เนาะအဲ့ဒီမှာတကယ်တမ်းမင်းစင်းနဲ့မားတယ်ဆိုလို့ရှိရင်အဲ့ဒီမှာရွေးကောက်ပွဲကော်မရှင်နဲ့သွားပြီးတော့ညှိပြီးတော့ဖြေရှင်းပါ။အဲ့ဒီလိုမျိုးကော်ရပေါ်မှာထားလိုက်။เนาะအဲ့လိုမျိုးဖြေရှင်းဖို့ကျန်းခံရေးပါတီကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ်။ဘာဖြစ်ဆိုတော့เนาะစက္ကဆိုင်ရဲ့တိခါကြဆင်းနဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ ဲ့ဒီမဲဆင်းရင်မားတဲ့ဟာကနော်လူ900မှာ300ထိတောင်မှမားတယ်ဆိုတဲ့ဟာကိုပူလာလာရွှေကတော်တော်တင်ပြောတဲ့ခါကျတော့တော်တော်ကိုသိခါကြသွားတယ်နော်တော်တော်ကိုသတင်းမီဒီယာလောကမှာလည်းရေပန်းစားတဲ့သတင်းတစ်ပုဒ်တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်ပြီးတော့တခုစစ်တပ်ကလည်းသူတို့နော်ဖုတ်ပေါ်ထားတာတွေ့ရတယ်နော်အဲ့ဒါကဒွေးစင်းဟာဆိုလို့ရှိရင် အားနည်းချက်တွေရှိတယ်ရှိခဲ့တယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုပြုပြင်နေတယ်ဆိုတဲ့ဟာကိုသူတို့ဟိုခံထားတဲ့ဟာတွေလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒွေးစင်းမတမာမှုဆိုတဲ့အမှုနဲ့နော်ကျွန်တော်တို့ကအာဏာသိမ်းတာဖြစ်တယ်အခုလက်ထက်မှာလည်းသူလက်ထက်မှာလည်းနော်လူပေါင်း900မှာနော် 300လောက်မားတယ်ဆိုလို့ရှိရင်ပြီးပြီပေါ့နော်ပြီးပြီပေါ့တော်တော်ကောင်မားတယ်ရှိတယ်ဆိုတာအတွက်ဒါတောင်တော့မှနေပြီးတော့တစ်ခုပဲရှိတယ်တတိုင်းပြီလို့မဟုတ်သေးဘူးအခုတကယ်ဟိုသွားဒီသွားသွားပြီးတော့နော်မြင်းစင်းနဲ့ကောက်လို့မရတဲ့အချိန်မှာဘလို့လုပ်ပြီးတော့ဒီအမှန်တရားတွေကိုရရမယ်လေအရင်ကနော် AND လက်ထက်ကကောက်တဲ့မြင်းစင်းကိုပဲပြန်ပြီးတော့သုံးပါပဲဒီကောင်လေနော်ဆိုတဲ့ခါကျတော့အခုဒီမင်းစင်းကတော့တော်တော်ကိုနာမည်ကြီးနေတဲ့တည်တဲ့ပုံဖြစ်တယ်နောက်တစ်ခုကခရင်ပင်နေကွန်ကရစ်မြို့နေမှာဆိုလို့ရှိရင်တော့ဒီနောင်ကြီးရွာအဲ့ဒီနားမှာဆိုလို့ရှိရင် KNL နဲ့ ဒီပို့ပြီးတော့ဖွင့်ဒီ KPI တွေနောက်တိုက်ပို့တဲ့အကြီးအကျယ်ဖြစ်နေတယ်ဆိုတဲ့ဟာကိုဒီနေ့တည်င်းတွေတက်လာတယ်နော်တည်င်းတွေတက်လာတယ်ဆိုတော့အဲ့ဒါကချင်းချင်းပဲ KNL ဆိုတာလည်း KNU ပဲဒီ KPI ဒီ KPI ဆိုတာလည်းကရင်ပဲနော်ဒီ KPI ဆိုတာပို့တော့ဘာသာကိုနော်အချို့ပြုကရင်ပို့တော့ဘာသာနော်အချို့ပြုလည်းဒီ KPI လက်နဲ့ခြင်တွေပေါ့နော်ဆိုတော့ချင်းချင်းလည်းပဲဒါအဲ့ဒါကရင်တော့ KNU ပါပဲ KNU ကနေပြီးတော့စကတ်စကတ်နေပြီးတော့သွေးခွေးလိုက်တယ်နော်ခရီးရနဲ့ပုတ်တာဆိုတော့ခွေးလိုက်တဲ့အခါကျတော့ဒီနေ့ထက်ထအမြင်မှမရသေးဘူးဆိုတော့အခုထက်ထချနေတော့မယ်ဆိုတော့ကို KNL နဲ့ အဲ့ဒီပို့ပြီးတော့ဖွင့်တွေကတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်ဆိုတော့အခုတည်င်းချလာကဒီအာရှလမ်းမတွေဖွင့်ပြတာဆိုလို့ရှိရင်เนาะဒီ KNU ကတော့ပတ်ရှမ်းပေါင်း800ကိုနေပြီးတော့ယူပြီးတော့ဒီဟောဘက်ကထိုင်းဖက်ကနေပြီးတော့ညှိတာပေါ့เนาะ KNU ဖက်ကနေညှိတယ်ဇာကဆာရဲ့ထိုင်းရဲ့ KNU ရဲ့ညှိပြီးတော့ဘတ်တန်ပေါင်း800ကိုပေးပြီးတော့ဒီလိုမျိုးလက်စားမှုတွေလုပ်ပြီးတော့ဒီလမ်းကိုဖွင့်ပေးတယ်ဆိုပြီးတော့အခုမမိုးเนาะကျွန်တော်တို့အာတော်တော်ကိုပြောတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီတည်င်းကလည်း ဖိတ်တဲ့င်းဖြစ်တဲ့တည်အမားဖြစ်တယ်ဆိုတော့နော်လူမှုကွန်ရက်မှာပြက်နေတာလည်းတွေ့ရတယ်နော်ဘာပဲဖြစ်ဖြစ်နော်ကျွန်တော်မြင်တာတော့နော်ဒီ KNU ရဲ့လုပ်ပုံလုပ်နည်းတွေကကျွန်တော်တို့ချိတဲ့အခါကျလို့ရှိရင်ဖြစ်နိုင်ဖွယ်ရများတယ်ကျွန်တော်ရဲ့သုံးသပ်ချက်ကိုပြောပြတာဘာဖြစ်လို့ဆိုတော့မြောက်ပြည်ကိုတင်းလို့ရတယ်တင်းခွင့်မပေးဘူးကုတ်ကိုကိုတင်းဖို့သွားတယ်တင်းခွင့်မပေးဘူးနော်တချို့နေရာတွေအရင်တော့ကဆိုလို့ရှိရင်တော့တိမ့်နေတိမ့်နေတိမ့်နေပြန်ပေးလိုက်တယ်တိမ့်နေတိမ့်နေပြန်ပေးလိုက်တယ်အဲ့ဒီဖြစ်စဉ်တွေက နော်တောက်လျှောက်ဖြစ်နေလားနော်တောက်လျှောက်ဖြစ်နေလားတခါတည်းဖြစ်တာမဟုတ်ဘူးတခါဆိုရင်တော့ကျွန်တော်တို့မယုံလို့ရတယ်တခါဆိုရင်တော့မယုံလို့ရတယ်ခုကအခါပေါင်းမနေတော့ဘူးသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့လူတိုင်းကသိနေတာပဲနော်သိနေတာပဲဆိုတော့ဖြစ်နိုင်ဖို့ကတော့များတယ်သူတို့ညှိပြီးတော့နော်ပတ်တန်ပေါင်း၈၀၀ဆိုတာတော့အတိအကျဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့ညှိပြီးတော့လုပ်တယ်ဆိုတာကတော့နော်ကျွန်တော်တို့ဖြစ်နိုင်ခွေအများကြီးရှိတယ်ဘာဖြစ်ဆိုတော့သူတို့ရဲ့ကျိုးစီးပွားတွေအများကြီးပတ်သက်မှုရှိတယ်နော်အဲ့ဒီမှာကျွန်တော်တို့အများအဖြစ်တော့ BGF BGF ရဲ့စစ်တပ်ရဲ့ထိုင်းရဲ့နော်သူတို့ညှိပြီးတော့စီးပွားရေးလှုပ်ရှားတဲ့ပုံစံမျိုးတော့ ျွန်တော်တို့ဖြစ်နိုင်ဖွယ်ရအများကြီးရှိတယ်။နော်အဲ့ဒီမှာဘတ်တန်ပေါင်း800ဆိုတာတော့အတိအကျဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်။ဆိုတော့ဒီသတင်းတွေကလည်းတော်တော်ကိုခိစားတဲ့သတင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကထိုင်းနိုင်ငံဒေါက်တာချင်နာပူရီမှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံသားပိတ်ထားတဲ့အဲ့ဒီကားတစ်စီးလုံးမှာဆိုလို့ရှိရင်မြန်မာနိုင်ငံသားအားလုံးဖန်ခံရတဲ့108ဦးပါတယ်။အဲ့ဒီမှာရောက်ကြလေက80ပါပြီးတော့ မိန်းကလေးက38ယောက်ပါတယ်ဆိုတဲ့ဟာကိုတင်ကထုတ်ပြန်တယ်အဲ့ဒါကထိုင်းရဲကနေပြီးတော့ထွက်စီလိုက်တာဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံသားထိုင်းနိုင်ငံမှာဖမ်းဆီးခံရတာတော့နော်တင်ထူတော့မဟုတ်ဘူးနော်တင်ထူတော့မဟုတ်ဘူးဒါပေမဲ့အခုကတစည်းလုံးဖမ်းခံရတယ်နော်အဲ့ဒီတစည်းလုံးမှာဆိုလို့ရှိရင်ရောက်ချလိုက်က90မိန်းကလေးက38ယောက်နော်108ဦးဆိုတဲ့ဟာကိုသူတို့နော်အတိအကျနော်ဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့တစည်းလုံးတော့မှဖမ်းခံရတယ်နော်ဆိုတော့မြန်မာနိုင်ငံသားထိုင်းနိုင်ငံမှာခဏခဏဖမ်းခံတယ်ဘာဖြစ်လို့ဆိုတော့ မြန်မာနိုင်ငံကအခြေအနေမကောင်းဘူးပြီးလို့ရှိရင်တော့ထိုင်းဘက်ငွေကမြန်မာငွေနဲ့တော့ကွာတယ်နော်ကွာတယ်ကွာတဲ့ခါကျတော့အဲ့ဒီကွာဟမှုတွေကြောင့်လူတွေကစီးပွားရေးကိုနေဖြန့်လန်းနိုင်နေပြီးတော့လိုက်ရှာတဲ့ခါကျတော့နော်အနီးဆက်ဆုံနိုင်ငံကတော့ကျွန်တော်တို့ထိုင်းနိုင်ငံပေါ့နော်ထိုင်းနိုင်ငံကိုသွားရတယ်ပြီးလို့ရှိရင်တော့မလေးရှားကိုသွားကြတယ်အဲ့လိုမျိုးလုံးပြီးတော့တခြားတိုင်းပြည်တွေမှာသွားပြီးတော့ပြန့်နှံ့ပြီးတော့လုံးလုံးကြကြတဲ့အခါကျတော့ခဏခဏဖန်ဆင်းမှုတွေတော့ထိုင်းမှာအများဆုံးပဲဆိုတဲ့ဟာကိုတော့ တတိယမီဒီယာမှာမှချခဏတွေ့ရတဲ့တတိယတွေဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့အော်တိုဘာလ7ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ